ဒီနေ့ကတော့ပိုနေတဲ့လီမော်ကွန်လေးတွေနဲ့ရသရှိတဲ့တေးစာလေးလောက်ပါမယ်။လီမော်သီးတွေရှိနေရလဲများနေတော့လီမော်ကွန်လေးတွေလည်းအများကြီးထွက်လာတယ်ပေါ့နော်။အဲ့ဒါကိုလွှတ်ပြမှာနှမျောနေရနဲ့ရသရှိတဲ့လီမော်ကွန်နဲ့ချောကလက်မုတ်လေးလောက်ပို့ချင်ရသွားတယ်။ပြည့်တက်လို့ဆိုရင်တော့အိုဟွန်ရှယ်လို့ခေါ်ပါတယ်။ကဲဒီလီမော်ကွန်ထူထူလေးကိုကိုစပြီးတော့လှိဖြတ်ပါမယ်။လီမိုသီးလေးရတော့ဒါနောက်မှစဖို့အတွက်အဖေထားတာပေါ့နော်လီမိုကွန်လေးတဲ့အခါမှာ ခတ်ထူထူလေးလီပါမယ်။သူကပြုတ်လိုက်တဲ့ခါကျရင်ပါပြီးတော့ပျော့ပြီးပျောက်သွားမှဆိုလို့ခတ်ထူထူလေးတွေဒီလိုပုံစံမျိုးလေးတွေလီထားပါမယ်။ Okay အဲ့ဒါလေးတွေကိုရေဆေးတန့်စင်ပြီးသွားပြီဆိုလို့ရှိရင်အာရင်းနှီးပူပူထဲမှာထည့်ပြီးတော့ပြုတ်ပါမယ်။ပြုတ်တဲ့အခါကျလို့ရှိရင်တမိနစ်ပြုတ်ပြီးတော့ရေကိုသွန်ပလိုက်မယ်။အဲ့လိုမျိုးသုံးခါလုပ်ပိုင်ပေါ့နော်။သူ့ရဲ့ခါတဲ့ဓာတ်နဲ့လေမွန်ကွင်းပြင်းတဲ့ရတာကိုရှော့ချလိုက်တဲ့သဘောနဲ့လုပ်တာပါ။ ရေကိုတုံးကပြုတ်လိုက်တယ်ဆိုပေမဲ့နောက်ပိုင်းစားတဲ့ခါကျလို့ရှိရင်သူ့ရဲ့ orange ရဲ့နည်းနည်းပြင်းတဲ့အရသာလေးကရနေပါသေးတယ်အကုန်မပြောက်သွားဘူးပေါ့နော်နည်းနည်းညော့သွားတဲ့သဘောပဲရှိတာပါကဲအဲ့လိုပြုတ်ပြီးသွားပြီဆိုရင်ဒီတစ်ခါတကယ်အတီးပြုတ်တော့မယ်ပေါ့နော်ရေခမ်းပြုတ်တဲ့အချိန်ကျရင်တကြားကိုဒီဇွန်လေးနဲ့6ဆွန်းထည့်ပြီးတော့ပြုတ်ပါမယ်အလေးချိန်အားဖြင့်ဆိုရင်တော့ 30g လောက်တော့ရှိတယ်တကြား 30g ထည့်ပြုတ်တာကတိတ်ပြီးတော့တော့မများဘူး တခြား recipe မှာဆိုလို့ရှိရင်ရေနဲ့တခြားနည်းကိုစားတူထည့်တဲ့ recipe ရှိတယ်ပေါ့နော်။ဒါကတော့ 30g လောက်ပဲထည့်ပြီးတော့2နာရီလောက်ပြုတ်ရပါတယ်။2နာရီလောက်ပြုတ်မှလေမောက်ကုန်လေးတွေတဖြည်းဖြည်းနဲ့ဤလာပြီးတော့အရောင်ကလည်းပိုပြီးကြည်လာတယ်။ရေခန်းတဲ့အထိမီးအေးအေးနဲ့အချိန်ပေးပြီးတော့ပြုတ်ရတယ်ပေါ့နော်။အဲ့ဒါမှစားလိုက်တဲ့အခါမှလည်းဤဤလေးနဲ့ဝါးလို့ကောင်းတဲ့အနေအထားလေးဖြစ်သွားတယ်ပေါ့နော်။ကဲဒီလိုပုံစံမျိုးလေးတွေဖြစ်သွားပြီဆိုလို့ရှိရင် အိုးချပြီးတော့တခုချင်းစီကိုအေးခံပါမယ်။ကေဒီမာဒီလိုပုံစံမျိုးလေးဖြစ်သွားပြီပေါ့နော်။အရာကိုတချောင်းချင်းစီအေးခံနာပါမယ်။အဲ့ချိန်မှာချောကလက်ကိုအေးပြောင်းလို့အေးပြောင်းမယ်။ချောကလက်ကိုသုံးတဲ့အခါကျလို့ရှိရင်ချောကလက်အခဲကိုပဲသုံးမှာချောကလက်အခဲဒါမှမဟုတ်ချောကလက်ပါအဲ့လိုမျိုးအတုံးလေးတွေကိုပဲသုံးမှာအာအစင်သင့် ချောကလက်ခရင်တို့နဲ့တလားချောကလက်အနှစ်ဘာမို့ပုံမှာဖြူစားရတယ်ဘာမို့ပုံမှာဖြန့်ပြီးစားရတယ်ဟာတို့အဲ့ဒါတုံးလို့မရအောင်เนาะအဲ့ဒီဟာကအပူချိန်ထိမ့်ညရတာမလွယ်တဲ့အတွက်ကြောင့်မလို့ဒီလိုချောကလက်ခဲတွေကိုပဲတုံးမှာအဲ့လိုနက်လာတော့ဘာလို့တုံးတဲ့အခါကြလို့ရှိရင် तू ကအေးကန်းထဲမှာထည့်လေ तू ကမခဲဝါဘူးပေါ့နော် तू ရဲ့ तू ကအလုံးဝမခဲအောင်လုပ်ထားတဲ့ပုံစံမျိုးဆိုလေအဲ့တော့ဒီလိုချောကလက်ဘလော့တွေပဲတုံးမှာအာ အပူချိန်နဲ့တတိချာချာစနစ်တကျလုတ်ချင်နေဆိုလို့ရှိရင်တော့ချောကလက်က45ဒီဂရီနဲ့50ဒီဂရီကြားမှာသူကအရေးပြောတယ်ပေါ့နော်အရေးပြောပြီးတော့အဲ့ဒီချိန်မှာက texture ပြောင်ပြောင်လေးနဲ့ကြည်ကြည်လေးဖြစ်တဲ့အချိန်အလှဆုံးအချိန်ပေါ့နော်အဲ့လိုနေရာထီရအောင်လို့အပူချိန်ကိုမြှင့်နေအလွယ်မှတ်မယ်ဆိုရင်တော့ချောကလက်အခဲတွေမကြံအောင်လို့အကုန်လုံးကုံသွားအောင်အရေးကြည်ကြည်လေးဖြစ်သွားအောင်ထိအရေးဖြောလိုက်ပါ ိမ်မော်ခွန်လေးတွေပြီးရင်ထင်းနှစ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်နိုင်မယ်ဆိုရင်တို့ဖန်ကွက်ဆောင်နဲ့တဲ့ဖန်ကွက်သေးသေးလေးကိုသုံးတာပိုအဆင်ပြေတယ်ချောကလက်လည်းအများကြီးထည့်ကြရမလို့တော့ဘူးနောက်ဆုံးချောကလက်တွေပိုနေခဲ့မယ်ဆိုရင်လည်း note ထည့်ပြီးတော့ချောကလက်မရှိလို့တောက်လို့ရတယ်အဲ့ဒီချိန်ရောက်ပြီ55နဲ့50ကြာရောက်ပြီဆိုလို့ရှိရင်သူ့ကိုပြန်ပြီးတော့28ရောက်အောင်ပြန်ပြီးရှော့ချရတယ်28ဒီဂရီရောက်အောင်ပြန်ရှော့ရတယ်ပေါ့နော်ရှော့ရတဲ့ခါကျရင်ဒီတိုင်းပြင်မှာထား လို့ရှိရင်သူကအပူချင်းဆက်တက်နေတော့မယ်ပေါ့နော်အဲ့ကြလို့ရှိရင်ရေအေးတဲ့ဖန်ခွက်ထဲကိုပြန်ပြီးထည့်ပြီးတော့28ထိပြန်ကြအောင်လုပ်တယ်ပေါ့နော်ကဲအဲ့ဒီအချိန်အတွင်းမှာအာချောကလက်တွေအေးပျော်နေတဲ့အချိန်အတွင်းမှာခုနကလိမ္မော်ဂွန်လေးတွေကိုနှစ်ပါမယ်အလွယ်မှတ်မယ်ဆိုရင်တော့အဲ့လိုတာမိုမီတာတွေဘာတွေမပါဘဲနဲ့အလွယ်မှတ်မယ်ဆိုရင်တော့ချောကလက်ရေပျော်သွားတဲ့အချိန်ကျရင်လေမွန်ကုန်လေးတွေနှစ်မယ်ပေါ့နော်နှစ်တဲ့အခါကျလို့ရှိရင်တစ်ချောင်းလုံးနှစ်လိုက်တာမဟုတ်ဘဲနဲ့80ရာခိုင်နှုန်းလောက်ပဲချောကလက် ုတ်တင်အနေနဲ့နှိမ့်လိုက်ပါမယ်။အဲဒီချိန်မှာရတဲ့ချောကလက်အနေအထားကအဲ့လိုပြောင်ပြောင်လေးနေကြည်ကြည်လေးဖြစ်တယ်ပေါ့နော်။တဖြည်းဖြည်းနဲ့ तू ကအေးပြီးတော့ချောကလက်ကတဖြည်းဖြည်းနဲ့ပြန်ခဲလာမှဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကအဲ့ဒီချိန်မှာမြန်မြန်လေးလုပ်ရတယ်ပေါ့နော်။ပြန်ခဲလာရင်ချောကလက်ရဲ့ texture ကမလှတော့ဘူးပေါ့နော်။ဒီချိန်လေးကအရေးကြီးဆုံးပဲပေါ့။အဲ့ဒီဟာလေးကိုပြန်ပြီးတော့အကုန်လုံးနှိမ့်လိုက်မယ်။ နှစ်ပြီးသွားပြီဆိုလို့ရှိရင်တော့သူ့ကိုအေးအေးခံမယ်အေးအေးခံရင်အပြစ်မှာအေးအေးခံလည်းရတယ်ရေကတက်တာလည်းထိတာလည်းရတယ်ပေါ့နော်ကဲအကုန်လုံးကဒီလိုပုံစံမျိုးလေးဖြစ်သွားပြီဒါလေးကတော့ရေကတက်တာအနေနဲ့ပြန်ထုတ်လာတဲ့ပုံစံမျိုးလေးပါဘေဘက်တောင်းဝဟာလီကကြတော့ချောကလက်ပြန်ခဲသွားတဲ့အချိန်မှာလှုပ်ထားတဲ့အတွက်ကြောင့်တက်စချာမလောက်ဘူးပေါ့နော်ညာဘက်မှာတခုကတော့ကျွန်မပူပူလေးကနှိုက်စားပါပါတယ်ကဲချောကလက်ကအဲ့အိမ်မှာချောကလက်ကိုခောက်ကြည့်လိုက်လို့ရှိရင်တော့တောက်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 နဲ့သူကခဲနေရမယ်ပေါ့နော် ချောကလက်ကကိုက်စားလိုက်လို့ရှိရင်လေဂျွတ်ခနဲဆိုမျိုးကျိုးွားတဲ့ပုံစံမျိုးဖြစ်ရပါမယ်။လေမောကွန်လေးတွေကစားလိုက်အီအီလေးနဲ့ chewy texture လေးဖြစ်ပြီးတော့ချောကလက်ကကျတော့ကိုက်လိုက်ရင်ဂျွတ်ခနဲဖောက်ခနဲဖြစ်သွားတဲ့အနေအထားမျိုးဖြစ်ရပါမယ်။ကိုရအိမ်မှာလှူစားတာဆိုရင်တော့မလှလဲတိတ်ကိစားမရှိဘူးပေါ့နော်။ဒါလေးကတော့နေအောင်နေမှာမြင်ရတဲ့ပုံစံမျိုးလေး orange ကကြည်ကြည်လေးနဲ့ chocolate ကပြောင်ပြောင်လေးဖြစ်နေတယ်။ချစ်ရတဲ့သူတွေကိုလက်ဆောင်ပေးခြင်းနဲ့ဆိုရင်တော့လီမိုကွန်လေးတွေကို size တူအောင်လို့ဒေချာလေးဖြတ်ပြီးလောက်တာပို့လာပါတယ်။ လောက်ရတာလည်းအရန်လွယ်ကျမရဲ့ဟွန်ရှယ်လေးပါကဲဆုံးတိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်တတ်တာ